်မင်္ဂလာပါသားဥသမီတို့ရေဒီချေကတော့ Grateful မြန်မာစာကိုတင် जा ပေးမယ်ဒီချေမောဖြစ်ပါတယ်ဒီချေခုတင် जा ပေးပါကတော့သင်ခန်းစာ26ကိုရိုင်းပုံပြောကြရအောင်ဆိုတဲ့သင်ခန်းစာဖြစ်ပါတယ်သားဥသမီတို့ရေသားဥသမီတို့တတရလန်းတော့ကစကလုံးလေးပေါ်မူတည်ပြီးတော့ပုံမြင်ဖန်တီးပြောခဲ့ကြတယ်ယခုစလုပ်လာတာမှဆိုရင်လေကိုဝိုင်းပုံမြင်တဲ့ပုဒ်ကိုဖန်တီးပြီးတော့ပြောကြည့်ကြရမယ်။ တောက်သမီးတို့ဖက်ဆန်ဆန်မျက်နှာ60ပုံမှာရှိတဲ့ရုပ်ပုံလေးကိုကြည့်ကြရအောင်တောက်သမီးတို့ဘာပုံလေးမြင်ကြလဲရေခမ်းရဲ့ဖားကလေးမျက်ပြူးရဲ့ကိုရွှေကြက်ရဲ့မနက်ခင်းတစ်ခုမှာကိုရွှေကြက်နဲ့ဖားကလေးမျက်ပြူးကရေခမ်းဘေးမှာတွေ့ခဲ့ကြတယ်ကိုရွှေကြက်နဲ့ဖားကလေးမျက်ပြူးတို့ဘာဆက်ဖြစ်မလဲဆိုတာတောက်သမီးတို့ကပုံမြင်တဲ့ဘုတ်ကိုဖန်တီးနိုင်အောင်ဆက်ပြီးစဉ်းစားကြည့်ရမယ် ပုံမြင်ကိုစဉ်းစားရမှာဆိုရင်ဖက်ဆာဆမျက်နာ90မှာပြထားတဲ့ဇယားကိုအခြေခံစဉ်းစားပြီးတော့မှတ်စုနမူနာရေးကြရမယ်။မှတ်စုဆိုတာကတော့ပါဝင်ရမယ့်အချက်အလက်ကိုအတူရင်းနှီးနဲ့ရေးခြင်းဖြစ်တယ်။မှတ်စုရေးရမှာ အချိန်၊နေရာ၊ဇက်ဆောင်၊အဖြစ်အပျက်အဆုံးအသက်ပါဝင်အောင်ရေးရမှာဖြစ်တယ်။ဒီချက်ကအခုမှတ်စုရင်းနှီးနမူနာကိုရေးပြမယ်နော်။အချိန်၊မနက်ခင်း၊နေရာ၊ရေခံပြီးဇက်ဆောင် ဟာကလေးမြက်ပြူကိုရွှေချက်အဖြစ်အပျက်မနက်ခင်းတစ်ခုကိုရွှေချက်ကရေးစားတယ်ရေကန်ပြီးသွားတယ်ဖားနဲ့တွေ့တယ်ဖားအော်တန်ကိုကိုရွှေချက်ကကြားတယ်ဖားအော်တန်ကိုကိုရွှေချက်ကြားတယ်ဖားကသူ့အတန်ကောင်းလို့ကြွားဝါတယ်ချက်ကလည်းပြန်ပြောတယ်အဲ့မှာငင်းခုန်ကြတယ်ဒီချေတို့ကပတ်စုရေးတာဖြစ်တဲ့အတွက်အတူရင်းနှီးပဲရေးကြရမယ်အဆုံးသက် ဆုံးသမှာဆိုရင်တော့ရေကန်ကြီးကနှစ်အောင်စလုံးအတန်ကောင်းတယ်လို့ပြောကြတယ်။ကျင်းနဲ့သွားတယ်။ဒါကတော့ဒီချိန်ကမှတ်စုနမူနာရေးပြထားတာ။ကောက်သမီးတို့ကိုယ်တိုင်လည်းကိုယ့်ရဲ့ကိုယ်ပိုင်စိတ်ကူးကိုယ့်ရဲ့အတွေ့အကြုံရေးလို့ရပါတယ်။ဒီချိန်နဲ့တူစရာမလိုဘူးနော်။ဒီချိန်ကမှတ်စုကိုဘယ်လိုရေးရလဲဆိုတာဇာတ်ရဲမှာရေးပြခဲ့ပြီးပြီ။ဒီချိန်ကအခုရေးထားတဲ့မှတ်စုကိုအခြေခံပြီးတော့ပုံမြင်လေးတွေပြောပြမယ်။ မနခင်တစ်ခုမှာပိုရှူချက်ဟာရေစာလာတော့ကြောင့်ရေကန်တစ်ခုစီကိုသွားခဲ့တာပေါ့ကိုရှူချက်နဲ့ဖားကလေးမျိုးတို့ဟာရေကန်ဘေးမှာ တွေ့ခဲ့ကြတယ်ဖားကလေးကအုံးအန်းဆိုပြီးတော့အော်လိုက်တဲ့အတန်းကိုကိုရှူချက်ကကြားသွားတဲ့အခါမှာဖားကလေးရဲ့မင်းအတန်ကြီးကစိုးလိုက်တာကွာကိုရှူချက်ကငါ့အတန်ကိုနားထောင်ကြည့်လိုက်ဦးဟုပြောပြီးအော်အီအီအော်လို့အော်ပြလိုက်တဲ့ထို့အခါကိုရှူချက်နဲ့ဖားကလေးမျိုးတို့ဟာ အပြိုင်ဆိုင်ငင်းကုန်ကြလေတဲ့တဲ့ကိုရွှေကျက်နဲ့ဖားကလေးမြဖြူတို့အပြိုင်ဆိုင်ငင်းကုန်နေကြတဲ့အတန်ကိုကိုရင်ခင်ကြီးကကြားသွားပါတော့တယ်ဟဲ့ထိုအခါရေခင်ကြီးကကိုရွှေကျက်နဲ့ဖားကလေးမြဖြူရဲ့အတန်ရောအရန်ကောင်းကြပါလေလို့ပြောလိုက်တော့အခါကိုရွှေကျက်နဲ့ဖားကလေးမြဖြူတို့ဟာကျဉ်တ်သွားကြရော်အဲ့တော့သမီးတို့လည်းပေးထားတဲ့စကလုံး၃လုံးကိုစဉ်းစားပြီးပုံမြင်တဲ့ဘုတ်ဖန်တီးရည်ကြည့်ကြရမယ်။ ပုံမြင်ကိုရေးရမှာဆိုရင်ညီတန်းအဖြစ်အပျက်အဆုံးသက်ဆိုပြီးစာပိုက်သုံးပုဒ်ကိုခွဲပြီးရေးရမယ်။ကျွန်တော်သမီးတို့လည်းပုံမြင်ကိုဘယ်လိုရေးရမလဲဆိုတာကိုသိသွားကြပြီ။ဒီ share ရဲ့တင်ကြားမှုကတော့ဒီလောက်ပါပဲ။ဒီ share ကိုနောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။ Bye bye ။